ျွန်တော်တို့လူတွေကများရင်ပို့ယူခြင်းကြတာများတယ်ပေါ့နော်ဆိုတော့များများနဲနဲအားလုံးကိုအပြည့်အဝပေးခြင်းနဲ့စိတ်စေတနာရှိဖို့လိုတယ်နောက်တစ်ခုကရှေ့မှာဆရာမေးတဲ့ဟိုဒီမိုကရေစီတို့ဖက်ဒရယ်တို့ဒီမိုကရေစီဆိုတဲ့စနစ်ကိုသွားခြင်းဒီမိုကရေစီစိတ်ဓာတ်တွေမွေးဖို့လိုတာပေါ့ဖက်ဒရယ်သွားခြင်းလဲဖက်ဒရယ်စိတ်ဓာတ်တွေရှိလာဖို့လိုတယ်ဖက်ဒရယ်တော့သွားမယ်သူတို့တော့ငါတို့မပေးခြင်းမှုဆိုရင်တော့မသွားတာအကောင်းဆုံးပဲအဲ့ဒါကအကျိုးတဲ့အဆိုးပုံများမှာပေါ့နော်ဆိုတော့ကျွန်တော်တို့က ျွန်တော်တို့နိုင်ငံမှာနှစ်ပေါင်းများစွာမတည်ငြိမ်မှုတွေမငြိမ်းချမ်းမှုတွေနော်တဟဇာတာဖြစ်မှုမရှိမှုတွေကဘာကြောင့်ဖြစ်လဲဆိုရင်အဲ့ဒီကွာဒန်းတူအခွင့်အရေးပေါ့နော်ဒန်းတူအခွင့်အရေးတောက်နဲ့တောက်မပေးချင်ကြတာကိုပဲယူချင်တာနောက်ပိုဆိုးတာလူများသွားရင်ငါတို့များတဲ့သူတွေက ပိုရတဲ့နေဆိုတဲ့စိတ်ပေါ့နော်အလားတူလူနေစုတွေမှာလည်းရပိုင်ခွင့်နေရှိတယ်ဆိုတော့အဲ့ဒီလူနေစုတွေကို ျွန်တော်တို့ရပိုင်ခွင့်တွေကိုအပြည့်အဝပေးဖို့လိုတယ်ပေါ့နော်ဆိုတော့ဒါကြောင့်ပြောချင်တာကတော့ကျွန်တော်တို့ Federal သွားကြည့်ရင် Federal စိတ်ဓာတ်တွေမွေးသူများကိုပေးဖို့စဉ်းစားငါတို့ကြည့်ပဲယူမယ်ဆိုတဲ့စိတ်တွေကိုတဖြည်းဖြည်း short ချရမှာပေါ့ဆိုတော့နောက်တစ်ခုကဟိုဒီဆရာနာရှင်တွေကို ကျွန်တော်တို့ကတိုက်ထုတ်တယ်စန့်ကျင်တယ်တော်လန်တယ်ဟာလား ကျွန်တော်တို့ကမင်းပေါင်းမင်းပြောင်းမင်းလွဲတော်လိုင်းရေးမဟုတ်ဘူးအတွေးခေါ်တော်လိုင်းရေးဖြစ်တာပေါ့နော်အတွေးခေါ်တော်လိုင်းရေးဖြစ်တဲ့အတွက်စစ်အာဏာရှင်ပြုတ်ကျသွားတာကအဓိကမဟုတ်ဘူးကျွန်တော်တို့ယင်ထဲမှာရှိတဲ့စစ်အာဏာရှင်ထည့်ပေးထားတဲ့အတ္တတွေကိုပါတခါတည်းကျွန်တော်တို့ကတိုက်ထုတ်ပြီးတော့တွန်းလှန်ဆန့်ကျင်ရမှာဆိုတော့စစ်အာဏာရှင်ကကျွန်တော်တို့လူနည်းစုတွေကိုဘယ်နေရာမှာတုံးလဲဆိုတော့မဲပေးတဲ့နေရာမှာသူတို့ကိုထောက်ခံတဲ့နေရာမှာခုနကပြောတဲ့ဘာသာရေးမှာတို့တွေဟလာဒီ လူနည်းစုဘာသာတွေအပေါ်မှာလည်းတို့တွေအခွင့်အရေးပေးပါတယ်ဆိုပြီးတော့ပုံရိပ်ပြတဲ့နေရာတွေမှာအမြဲတုံးတယ်။ဒါပေမဲ့တို့အခွင့်အရေးပေးမဲ့နေရာကျရင်အမြဲတမ်းလှစ်လို့ရှုတယ်။ဆိုတော့ကျွန်တော်တို့ကဆရာနာရှင်ကိုမကြိုက်ဘူးဆိုရင်ဆရာနာရှင်လှုပ်တဲ့လှုပ်ရက်တွေကိုလည်းကျွန်တော်တို့ကသူတို့နဲ့အတူတူလှုပ်လို့မရဘူးပေါ့နော်။ကျွန်တော်ဟိုဒီတူရကီမှာရှိတဲ့အော်တိုမန်အင်ပါယာကိုစတင်တည်ထောင်တဲ့အော်တိုဂါလကပြောခဲ့တဲ့စကားလုံးလေးတစ်ခုရှိတယ်။အဲ့ဒါကဘာလဲဆိုတော့အသင်တို့ဟာတဲ့ စစ်တိုက်ပြီဆိုရင်တိုက်ပွဲတွေဆင်နွှဲပြီဆိုရင်နယ်မြေတွေလည်းဆုံးရှုံးမယ်တပ်သားတွေလည်းအသက်ပေးရမယ်ဘောနော်စရီးရမယ်ဒါစစ်ရှုံးတာမဟုတ်ဘူးတဲ့မင်းတို့ရှုံးမှာပဲအချိန်ရှုံးမလဲဆိုရင်တဲ့မင်းတို့ရဲ့ရန်သူလိုပုံစံမျိုးတပုံစံနဲ့လိုက်ကျင့်သုံးနေနေမင်းတို့စစ်ရှုံးမိတာမှတ်တော့ဒါကြောင့်မို့ကျွန်တော်တို့ကလူနည်းစုအခွင့်အရေးတွေလို့ဘာလို့ကျွန်တော်တို့ပြောတော့မယ်ဆိုရင်ဆရာနာရှင်တွေဘယ်လိုလုပ်ခဲ့တော့အဲ့ဒီပုံစံအတိုင်းပြန်မလုပ်တော့နဲ့ပေါ့ ကျွန်တော်တို့ဟာစစ်အာဏာရှင်နီးတူစစ်အာဏာရှင်ရဲ့ဘျူရိုကရေစီရန်တရားတစ်ခုလုံးကိုတော်လှန်ဆန့်ကျင်ကြားလိုက်ဖို့လိုအပ်ပါတယ်။